2025အကယ်မီစုပေးပွဲမှာအဝေးဘန်းခံရဆုံးဖြစ်ခဲ့တဲ့တရုတ်ဆောင်တဦးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။နောက်ဆုံးရဆယ်လီတဲ့နေ့ကိုစူးစီးဖော်ပြတင်ဆက်ပေးနေတဲ့ကျမတို့ရဲ့ page တွေကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။2024အကယ်မီစုပေးပွဲကြီးကတော့ပြီးဆုံးသွားခဲ့ပါပြီ။ပရိသတ်စိတ်ကြိုက်မင်းသားမင်းမီတွေကလည်းအကယ်မီစုတွေအတီးတီးရရှိခဲ့ပါရယ်။ဒါအပြင် fashion စုအဖြစ်လည်းအကြည့်ရန်တွေအဖြစ်ရန်အောင်နေစုမှုကြီး အငယ်တန်း fashion ဆူရှင်တွေအဖြစ်ချောင်းဆိုင်နဲ့နန်းစုရီဆူတို့ကအတီးတီရရှိခဲ့ကြပါရယ်အခုလိုအကယ်ဒမီပေးပွဲမှာဆိုရင်ပရိသတ်ဒီစိတ်ဝင်စားဆုံးဖြစ်ရတဲ့အရာတစ်ခုကလည်း fashion ဆူဖြစ်ပါရယ်အနည်းပညာရှင်တွေက fashion ဆူအတွက်အပြိုင်ဆိုင်အထောက်ကြသလိုအကယ်ဖြတ်တိုင်းတွေကလည်းအကောင်းဆုံးရွေးချယ်ပေးအပ်ခဲ့တာဖြစ်ပါရယ် fashion ဆိုတဲ့အနည်းပညာရှင်တွေကအထူးကြဆုံးဖြစ်အောင်ပိုးတဲ့ဒီဇိုင်းအကုန်လုံးကိုစမ်းသပ်နေအောင်ပြင်ဆင်ခဲ့ကြတာကိုတွေ့ရပြီးဒီထဲမှာမှ fashion ကိုအစမ်းသပ်လွှင့်ပြီးပြည်သက်တွေရဲ့ဝေဖန်မှုကိုခံနေရတဲ့တယောက်ဆောင်တူလည်းရှိပါသေးတယ် ်သူကတော့အိမ်မက်ကရဲ့ရုပ်ရှင်ဇာတ်ကောင်မှပါဝင်ထားတဲ့တရုတ်ဆောင်အောက်ကမူပဲဖြစ်ပါတယ်အောက်ကမူက LGBT တရားဖြစ်တဲ့အတွက် LGBT တွေအတွက်ပါကိုစားပြုကဝစ်ဆင်နေတယ်လို့သိရပါတယ်အောက်ကမူကရှေ့ခေတ်မင်းသမီးတယောက်ရဲ့အသွင်ပြင်နဲ့ဝစ်ဆင်ထားခဲ့တာပါရှိခင်မင်းမီရီကလုံကြုံစွာဝစ်စင်ကြကခေါမလေးအစ်စ်အချူရီနဲ့မြန်ဆိုင်နေတတ်တာပါအောက်ကမူကအဆူပါပုံရိပ်အလုံးကိုဝစ်ဆုံမှာပအောင်ပြင်ဆင်ထားခဲ့တာဖြစ်ပါတယ်ဒါကြောင့်မို့လေအဝါရဝစ်ဆုံကအမှန်တကယ်ကိုလှပနေခဲ့တာပါ ကြပြီမယ်လက်မှတ်ကင်ထားတဲ့မျက်နှာဖုံးရုပ်ပုံကြောင့်လူအများကပြောဆိုဝေဖန်နေရဖြစ်ပါရယ်မျက်နှာဖုံးကယောက်ျားလေးတယောက်ရဲ့ပုံကိုပုံဖော်ထားပေမဲ့လည်းမျက်စာပြားပုံစံနဲ့ခွဲမရအောင်တူနေကြဖျားပုံကိုအလှပန်းကင်တယ်လို့ trapper ဝစ်စင်နဲ့အောက်ကမှုကိုအကြီးကျယ်ဝေဖန်နေကြတာပဲဖြစ်ပါရယ်ဒီလိုဖျားပုံစံနဲ့စင်တူနေတဲ့ပုံကြီးကိုအကယ်မီပွဲမှာကင်ပြီးတတားကလုံးဝမဖြစ်သင့်ဘူးလို့အပြင်အထံဝေဖန်နေကြတာဖြစ်ပြီးအကယ်မီပေးမဲ့ခံမာရီကတော့ပေးမဝင်သင့်တော့ဘူးဆိုပြီးတော့ပြောဆိုနေကြတာပါ ဒါကြောင့်မို့အဆိုပါဝစ်စုံကိုဝစ်စင်ခဲ့တဲ့အောင်ကမှုကချက်ချင်းဆိုတယ်လို့ဖြစ်ရှင်းလာခဲ့ရပါတယ်။သူဝစ်ခဲ့တဲ့ဝစ်စုံကမင်းသမီးတယောက်ပုံကိုပုံဖော်ထားတာဖြစ်ပြီးလက်ထဲမှာကင်လာတဲ့ပုံကလည်းမင်းသားကိုပုံဖော်ထားတာလို့ဆိုပါတယ်။ရှေခက်ကမင်းသားရိကစပင်ရှိထားကရောင်စတုံးထုံပြီးတော့အပြောင်းတိုင်းကြတာပါ။နောက်မှလည်းနှစ်တောင်းကိုဝစ်စင်ထားခဲ့ကြပါတယ်။မင်းသားမျက်နှာဖုံးကိုမျက်နှာနာကပ်လိုက်မယ်ဆိုရင်မင်းသားမျက်နှာနဲ့မင်းသမီးအသွင်ဖြစ်သွားမှာဖြစ်တဲ့အတွက်အခုလိုလက်ကကင်လွန်ခဲ့တာပါ။ ဒါပေမဲ့လူအများအနေနဲ့ဝေဖန်လာတဲ့အတွက်သူအနေနဲ့အမှန်တကယ်ကိုစိတ်မကောင်းဖြစ်နေရပါတယ်။ပြိသက်တွေထင်နေတယ်လို့မဟုတ်ကြောင်းလည်းတေချာလေးကိုရှင်းပြခဲ့ပါတယ်။ဘသူနဲ့မှမတူအောင်စမ်းသပ်ရင်ကနေလွဲချော်သွားခဲ့ရတာပါ။အောက်ကမှုကအမှန်တကယ်အကယ်ဒမီပေးပွဲတက်လာတဲ့အချိန်မှာအဆိုပါဝစ်စုံကိုဝစ်စင်ပြီးမဲ့လက်မှာတော့မင်းသားမျက်နှာဖုံးကိုမကင်တော့ပါဘူး။ ဒီမင်းသားမျက်နှာဖုံးကဖျားပုံစံနဲ့ဆင်တူသွားတဲ့အတွက်ချွတ်ထားလိုက်တာဖြစ်ပေမဲ့လည်းပရိသတ်တွေကတော့အပြင်းထန်ဝေဖန်ခဲ့ကြတာကြောင့်အောက်ကမှုဟာဒီနေ့အကယ်မီပေးပွဲမှာဝေဖန်ခံရဆုံးတယောက်ဆောင်တစ်ဦးဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါရှင်။နောက်ထပ်ပြီးတော့လေအနည်းပညာစေလီတရေအကြောင်းအရာမျိုးစုံကိုစူးစီးဖော်ပြတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ page လေးကို like and follow လေးလုပ်ထားပေးခဲ့ကြပါအောင်နော်။အဆုံးထိနာဆင်ပြီးလို့လည်းအားလုံးကျေးဇူးတင်ပါတယ်။ကိုစိတ်နှပြစမ်းမချမ်းသာကြပါစေရှင်။